17မဒန်ပန်ဒစ်1990မဒန်ပန်ဒစ်ကိုအိန္ဒိယပြည်အလာဟာဘတ်မြို့တွင်1900ပြည့်နှစ်ကမွေးသည်ဖခင်မိုတီလာနေရူအကိုဂျရဝါဟာနေလူတို့နှင့်အတူအိန္ဒိယလွတ်လပ်ရေးတိုက်ပွဲတွင်တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သဖြင့် အကြိမ်မောင်းများစွာဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသည်အိန္ဒိယပြည်ဤတမ်မတ်ကြီးအဖြစ်1948ခုနှစ်တွင်ရုရှား49ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတို့သို့ပို့လွှတ်ခြင်းခံရသည်1953မှ54အထိကုလသမဂ္ဂအထွေထွေညီလာခံ၌တဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရာ1953 ထိုတာဝန်ကိုထမ်းဆောင်ခွင့်ရသည့်ပထမဆုံးအမျိုးသမီးဖြစ်ခဲ့သည်ထို့နောက်ဗြိတိန်ပြည်၌အိန္ဒိယ၏မဟာမင်းကြီး တာဝန်ကို၎င်း1955မှစ၍အိုင်ယာလန်တန်အမတ်1958မှစ၍စပိန်တန်အမတ် တာဝန်များကို၎င်းထမ်းဆောင်ခဲ့သည်1962တွင်အိန္ဒိယပြည်မဟာရာရှထရာပြည်နယ်၏ အုတ်ချုပ်ရေးမှုအဖြစ်တာဝန်ယူပြီး1964မှ68အထိအိန္ဒိယပါလီမန်၌ပါဝင်ခဲ့သည်1968မှစ၍နိုင်ငံရေးမှ အနားယူနေခဲ့ပြီး1969ခုနှစ်တွင်မှတဖန်တူမဖြစ်သူအိန္ဒိယဂန္ဒီဦးစီးသောအစိုးရအဖွဲ့၏ချုပ်ချယ်မှုများကိုကန့်ကွက်သောလှုပ်ရှားမှုများ၌တကြိမ် လောက်ကင်ခဲ့သည်မဒံပန်ဒီအများပြည်သူဆံရလောက်ရက်များအနဲ့အမျိုးသမီးတို့အရေးအတွက်ဆောင်ရွက်ချက်များမှာပူ၍ထင်ရှားသည်မင်းကိုယ်တိုင်ကလွဲပြီးဘသူမှမင်းကိုဒုက္ခမပေးနိုင်ဘူးမင်းရင်ထဲမှာအာဃာတတွေတိတ်များနေတယ်ဒါတွေကိုမထိန်ချုပ်နိုင်ရင်မင်းမှာအန္တရာယ်ဖြစ်မယ် မင်းအခုဒီမှာစိတ်မချမ်းသာဘူးဒီပတ်ဝန်းကျင်နဲ့ဝေးကျင်တယ်ဒါကြောင့်မို့လို့တိုင်းပြည်အစ်စ်တစ်ခုကိုတွားမှာမဟုတ်လားဒါပေမဲ့ဒီလူတွေစီကသာလွတ်မြောက်နိုင်မယ်မင်းကိုယ်တိုင်စီကလွတ်မြောက်နိုင်မလားရင်ထဲမှာဒေါသအာဃာတတွေရှိနေတဲ့လူဟာအပြင်မှာချမ်းသာဒုက္ခရှာတွေ့နိုင်ပါမလား ုတ်ကုတ်ကိုမနှိပ်ဆက်နဲ့ကျမဘဝအတွက်အဖိုးတန်ဆုံးသောဩဝါဒစကားကိုလွန်ခဲ့သော10နှစ်ခန့်ကကျမကြားနာခဲ့ရသည်မဒံပန်ဒစ်သည်ဤဆောင်မကို1955-56နှစ်ကူးလောက်တွင်ရေးသားခဲ့ခြင်းဖြစ်သည်ဆုံးမပြောကြားသည့်ပုဂ္ဂိုလ်ကကမ္ဘာအကြီးမြတ်ဆုံးလူသားတစ်ဦးဖြစ်သူ မဟာတမဂန္ဒီဖြစ်သည် လူဆိုဒီကလူသားအချင်းချင်းအပေါ်မယုံကြည်နိုင်စရာ ဖြစ်လာရသည့်အခါမျိုးတွင်အကြီးအကျယ်စိတ်ပင်ပန်းဆင်းရဲရမြဲဖြစ်ပါသည်အဲ့ဒီအချိန်ကကျမသည်အဲ့ဒီအနေထားမျိုးကြုံကြိုက်ခဲ့ရသည်ခင်မောင်းတယ်ကမကြာခင်ကမှကွယ်လွန်သွားခဲ့ပါသည်။သွားလီသူအတွက်ပူဆွေးတောကတွေကြီးမားနေစေမှာပင် ကျွန်မဘဝကိုချိုးနှိမ်ပစ်လိုက်သည့်ကိစ္စကြီးတစ်ခုထပ်ဆင့်ပေါ်ပေါက်လာပါသည် အိန္ဒိယဥပရေဤရှေးမောင်၌ကျမမှာတတိပုဂ္ဂလယတ္တိပိုင်ခွင့်မရှိဆိုတာဘွားကနေတွေ့လိုက်ရခြင်းဖြစ်သည်အခြားသောအိန္ဒိယတိုင်းရင်းသူများစွာဤသူကျမလည်းနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုကြီးတွင်ယောက်ျားများနှင့်ရင်မောင်တန်းပြီးဆင်းရဲဒုက္ခခံကပါဝင်ခဲ့ပါသည်သို့တော်ဒီအရေးကိစ္စကြီးထမြောက်အောင်မြင်ပြီးသည့်အချိန်၌ ကျမတို့မိမတွေကတရားဥပဒေကိစ္စနှင့်ပတ်သက်လာရင်ယောက်ျားများနှင့်ဆက်ဆက်၍သာစဉ်စားဆုံးဖြတ်ခံရသည့်အခြေအနေမှာပဲဆက်လက်တည်ရှိနေစေဖြစ်နေသည်ယခုကျမကတယောက်ျားမွေးမထားသည့်မုတ်ဆိုးမှတူဖြစ်သွားပြီဆိုသည့်အခါမိသားစုပိုင်းပစ္စည်းများကိုကျမတစိုးတစီးမျှပင်ဆက်ခံပိုင်ခွင့်မရှိတော့ကျမသာမဟုတ် ကျမသမီး၃ယောက်တည်လဲလုံးဝခံစားပိုင်ခွင့်မရှိဒီလောက်မတရားဖြစ်ရကောင်းလားဟုကျမအကြီးအကျယ်ဒေါသထွက်မိသည်ဒီလိုခင်နောက်ကြလှသည့်ဥပဒေမျိုးကိုနှစ်သက်လက်ခံနေသည်ကျမမိသားစုအတိုင်းဝိုင်းကိုလဲကျမတကယ်နာကြီးသွားသည်အဲ့ဒီအချိန်လောက်မှာကျမဂန္ဒီချင်းနှင့်တွေ့ဆုံခဲ့သည် ်အမေရိကမှကျင်းပသည့် Pacific ဆက်ဆံရေး Conference တို့တက်ရောက်ရန်မထွက်ခွာမီကျမသွားရောက်နှုတ်ဆက်ဂါရဝပြုခြင်းဖြစ်သည့်နိုင်ငံရေးကိစ္စပြောဆိုပြီးကြသည့်အခါ သူကမေးသည်ဆွေမျိုးတွေနဲ့တင်းတင်းမြတ်မြတ်ပြန်ဆက်ဆံပြစ်ပြီလားတဲ့ရုတ်တရက်ကျမအံ့အားတင်သွားသည် သူကျမနှင့်ဆန်းကျင်ဘက်ကရက်လိမ့်မည်ဟု ကျမလုံးဝ မယူဆခဲ့ကျမဘသူနဲ့မှရံမဖြစ်ပါဘူးဒါပေမဲ့အဲ့ဒီခေနောက်ပြန်ဆွဲနေတဲ့ဥပရေဟောင်းကြီးကို ခုတုံးလှုပ်ပြီးကျမကိုအများ ထုတ်တဲ့လူတွေကျမဒုက္ခရောက်အောင်နှိမ်မာအောင်လှုပ်ကြတဲ့လူတွေနဲ့တော့ကျမလုံးဝအဆက်အဆံလှုပ်မှာမဟုတ်ဘူးကျမဖြေချားချက်ကိုနားထောင်ပြီးသူတစ်ဖက်လှည့်သွားသည် ရဲမောင်မအပြင်သို့အတန်းကြာငေးနေသည် ထို့နောက်ဂျမဘက်သို့လှဲ့ကာပြုံး၍စကားဆိုသည်ဘာပဲဖြစ်ဖြစ်သူတို့စီကိုတော့တွားပြီးနှုတ်ဆက်လိုက်ပါယဉ်ကျေးမှုနဲ့လူကျင့်ဝတ်အရာလောက်ရမဲ့ကိစ္စပဲတို့အိန္ဒိယမှာဒီအလေအကျင့်လေးတွေတံမိုးထားကြတော့မယ်ကွ ဟင်ဟင်ကျမကိုဒုက္ခပေးခြင်းနဲ့လူတွေစီတော့ဘဘကြီးကျေနပ်အောင်လဲကျမမသွားနိုင်ဘူးကျမအပြတ်ညင်းသည် မင်းကိုယ်တိုင်ကလွဲပြီးဘသူမှမင်းကိုဒုက္ခမပေးနိုင်ပါဘူးကွဂန္ဒီကြီးကပြုံး၍ပင်ပြောသည်မင်းရင်ထဲမှာအာဃာတတွေတိတ်များနေတာဘဘမြင်နေရတယ် ဒါတွေကို မထိန်ချုပ်နိုင်ရင်မင်းမှာအန္တရာယ်ဖြစ်လာမယ်။ကျမနှုတ်ဆက်နေသည့်အခါသူကဆက်ပြောသည်။မင်းအခုဒီမှာစိတ်မချမ်းသာဘူး။ဒီပတ်ဝန်းကျင်နဲ့ဝေးကျင်တယ်။ဒါကြောင့်မလို့တိုင်းပြည်အစ်စ်တစ်ခုကိုတွားမှာမဟုတ်လား။ဒါပေမဲ့ဒီလူတွေစီကသာလွတ်မြောက်နိုင်မယ်။မင်းကိုယ်တိုင်စီကမင်းလွတ်မြောက်နိုင်မလား။ ရင်ထဲမှာဒေါသအာဃာတတွေရှိနေတဲ့လူဟာအပြင်မှာချမ်းသာဒုက္ခရှာတွေ့နိုင်ပါမလားပြန်စင်းစားကြည့်အောင်နည်းနည်းလေးတော့လျှော့လိုက်ပါမင်းမှာချစ်ရတဲ့သူတယောက် ဆုံးရှုံးခဲ့ရတယ်ဒါနဲ့တင်ဝမ်းနဲ့ပူဆွေးခဲ့ရပြီပဲကိုကိုကိုဘာလို့စင်းရဲဒုက္ခထပ်ပေးနေအောင်မှာလဲကိုနှလုံးသားကို ဖွင့်ပစ်စေကြောပစ်ဖို့တတ္တိမမွေးနိုင်ရင်ကိုပဲဆက်ပြီးထိခိုက်နာကျင်နေဦးမှာပဲသူစကားတွေကျမနားတယ်ဆွဲကြံခဲ့သည်ဒီစကားတွေကြောင့်ရောက်ရက်ခတ်ခါကျမရင်ထဲမငိမ့်အေးနိုင်ဖြစ်နေရသည်ရက်အတန်ကြာအောင်တယောက်တည်းအကြောက်အကန့်ညင်းခုံဝေဖန်နေပြီးသည့်နောက်၌ကျမခဲအိုစီတို့တယ်လီဖုန်းဆက်ဖြစ်သည် ကျမမထွက်ခွာမီသူတို့မိသားစုကို လာရောက်နှုတ်ဆက်ခြင်းပါသည်ဟူ၍ကျမသူတို့နှင့်တွေ့ရပြီး9မိနစ်မပြည့်မီမှာပင် ကျမလာရောက်သည့်အတွက်သူတို့အလုံးမှာစိတ်သက်သာပေါ်ပါမှုရသွားကြကြောင်းကျမသတိပြုလိုက်မိပါသည်ကျမအစီအစဉ်တွင်ဖွင့်ဟပြောဆိုပြီးနောက် ကြာဘွားဤကဏ္ဍအသည့်အတွက်အောင်မြင်စေကြောင်းစွမုံကောင်းတောင်းပေးကြရန်သူတို့ကိုပြောပြသည်ဒီလိုတွေးဆုံပြောဆိုဖြစ်လိုက်မှုဤအကျိုးတရားမှုက ကျမကိုယ်တိုင်အတွက်တကယ်တည်တည်သာသာကြီးဖြစ်ပေါ်ခဲ့သည်ကျမအပေါ်ဖြစ်စည်းနေသည့်ဝင်တို့ဝင်မိုးကြီးတစ်ခုကြာသွားသလိုခံစားလိုက်ရသည်ရှင်ထဲမှာရှင်းသွားပေါ့သွားပြီးလွတ်လွတ်လပ်လပ်ကိုယ်စိတ်နှင့်ကိုယ်ကိုယ်ပြန်ဖြစ်လာခဲ့သည် ဆွေမျိုးများနှင့်ပတ်သက်သည့်အသည့်အပြုအမူကလေးသည်နောင်ကျမ၌ဖြစ်ပေါ်လာမည်တိသာထင်ရှားသောပြောင်းလဲမှုများအတွေ့ရှေ့ပြေးဖြစ်ခဲ့သည်နောက်တစ်နှစ်ခွဲအကြာတွင်ကျမနယူးယောက်မြို့၌ကုလသမဂ္ဂဆိုင်ရာအိန္ဒိယကိုယ်စားလှယ်အဖွဲ့ဤခေါင်းဆောင်အဖြစ်ရောက်ရှိနေပါသည်အသည့်အချိန်ကျမတို့အတွက်အရေးကြီးနေသည့်ပြဿနာကတောင်အာဖရိကနိုင်ငံ၌ရှိနေသည့်အိန္ဒိယဘွားများအပေါ် ၎င်းနိုင်ငံ၏ဆက်ဆံနေပုံများဖြစ်သည့်ဒီကိစ္စနှင့်ပတ်သက်၍သူတို့ဘက်ကရောကျွန်မတို့ဘက်ကပါ စကားတွေရင်းရင်းတီးတီးပြောခဲ့ကြပြီးဖြစ်၏ဆန်းကျင်ဘက်ပုံကိုယ်တွေကအိန္ဒိယ၏ဂုံတိတ်ခါကိုရောကျွန်မကိုယ်တိုင်ကိုပါ ထိခိုက်စော်ကားသည့်စကားတွေပြောကြသည့်အခါကျွန်မတခွန်းမခံအလားတူစူးရှပြင်းထန်သောစကားလုံးလက်နက်များနှင့် ပြန်လည်ထိုးနှက်တိုက်ခိုက်ခဲ့သည် အဲ့ဒါလိုသူတပြန်ကိုတပြန်စိတ်မချမ်းသာစရာစကားစစ်ထိုးဝဲတစ်ခုဆင်နွှဲပြီးသည့်နောက်တွင်မှဂန္ဒီကြီးပြောခဲ့ဘူးဓာရီကျမသွားတရိယသည်သူဆိုလျင်သဘောတူပါမလားကျမတွေးမိသည် သူကဘယ်ကိစ္စတွင်မဆို လုံနီးလုံဟန်နှင့်အချိုးရလက်သည်ဒန်းတို့ပင် တန်ဖိုးရှိသည်ဟုမြင်သူဖြစ်သည်ရေရှည်ဖို့ဆိုလျင် လုံဤလုံဟံကပင်ပူ၍အရေးကြီးသေးသည်ဟုသူမြင်သည်ယခုကိစ္စတွင်လည်းအဆုံးသတ်၌ကျမတို့နိုင်သည်ပဲထားအောင်ကိုရီမှန်းသောအရာကိုရအောင်ယူသည့်နေရာ၌ကျမတို့ကျင့်သုံးသောဤကအိန္ဒိယ၏ဂုံတိတ်ခါကိုအနည်းနှင့်အများထိခိုက်စေမည့်နီလန်းမျိုးဖြစ်နေလျင်ဘလို့လုံးမည်လဲအဲ့ဒီညအိယာမဝင်မီကျမဆုံးဖြတ်ချက်တစ်ခုချပြစ်သည် ဘယ်သို့သောအနေအထားမျိုးနှင့်ရင်ဆိုင်ရသည် ဖြစ်စေကုလသမဂ္ဂတွင်ကျမပြောကြားသည့်စကားများသည် ပော့ပော့တန်တန်ကယောကမဲစကားမျိုးလုံးဝမဖြစ်စေရဟု၍အဲ့ဒီနောက်တွင်တော့ကျမကစကားစစ်ထိုးပွဲကိုပြဒနာနှင့်တကယ်ပတ်သက်သည့်အကန့်အသတ်ပေါင်းအတွင်း၌သာပြောတော်သည်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို လုံးဝလက်တော့ပြန်မနေတော့ ဒီခါတစ်ဖက်လူများကလည်းကျမတို့ကိုအစဉ်အတန်းရှိစွာပြန်လဲတုံ့ပြန်လာသည်တို့နှင့်နောက်ပိုင်းတွင်ပြည်တနာကိုဓမ္မဒိဋ္ဌံကြစွာကြိုးကြောင်းစီစစ်၍ဝေဖန်ဆွေးနွေးနိုင်လာကြသည်ဆွေးနွေးပွဲနောက်ဆုံးနေ့တွင်ကောမဒီစည်းဝေးကမ်းမှပြန်ထွက်မလာမီတစ်ဖက်ကိုယ်စလဲအဖွဲကောင်းဆောင်ထံသို့ကျမသွား၍စကားပြောသည် စကားအခြေတင်ပြောရင်နဲ့ကျမလူကြီးမင်းကို အပြုအမူအားဖြင့်ဖြစ်စေစကလုံးအတုံးအနှုံးရဖြစ်စေတိခိုက်နဲ့နာအောင်လှုပ်ခဲမိတာရှိရင် ခွင့်လွတ်ဖို့ကျမလာပြီးတောင်းပန်တာပါဟုဆိုသည့်အခါသူကကျမလက်ကိုလိုက်လဲစွာစုပ်ကင်လှုပ်ရမ်းရင်းဘာမှအပြစ်ပြောစရာမရှိပါဘူးဗျာဟုဆိုလေသည် ၎င်းပုဂ္ဂိုလ်နှင့်တင့်မြတ်ပြေလည်မှုရခြင်းသည်တန်ဖိုးရှိပါ၏သို့တော်ဂျမကိုယ်တိုင်နှင့်ဂျမတင့်မြတ်ပြေလည် သွားခြင်းကပို၍တန်ဖိုးရှိလာပါသည်ဂန္ဒီကြီးဩဝါဒစကားကဂျမကိုဂျမကိုယ်တိုင်ဤယံမှ နောက်တစ်ချိန်ကဲတင်လိုက်ခြင်းဖြစ်ပါသည်သူဩဝါဒကဂျမအားကိစ္စကြီးများ၌သာမက ကိစ္စသေးသေးများမှာပါအတိုင်းအတာအနေအထားတွေတတိပြုတ်တ်အောင် ထိန်းသိမ်းထောက်ကူပေးခဲ့သည်ကျမမကြာခဏမက်တက်သည့်အိမ်မက်ဆိုးတစ်ခုရှိသည်အမျိုးသမီးတော်တော်များများလဲကျမနီးသူခံစားဘူးကြမည်ထင်ပါသည်အရေးကြီးသောဧည့်သည်တယောက်အိမ်ကိုညစာစားဖိတ်ထားသည်ဧည့်သည်တွေရောက်လာကြသည်အစားအသောက်တွေတဲခင်းကျွေးမွေးရတော်မည်သို့တော်ဘာဟင်မှအစင်သင့်မဖြစ်သည်လူတကိုယ်လုံးဇောကျွေးတွေပြန်ပြီးနောက်အိယာက နိုးလာသည် ီတော့မှ အိမ်မက်ပဲဟုတိပြီးစိတ်သက်သာရာရသွားမည်။များမကြာမီမှာတော့အဲ့ဒီအိမ်မက်ထဲကလိုအနေထားမျိုးကျမအပြင်မှာတကယ်ကြုံလဲရသည်။ကျမဖိတ်ကြားသည့်ဂုံလူဆောင်ဧည့်သည်များကဗြိတိရှဝင်ကြီးချုပ်မစ္စတာအီဒင်နဲ့ဇနီးလေဒီအီဒင်ဗြိတိန်နိုင်ငံမှာအိန္ဒိယပြည်ဤမဟာမင်းကြီးအဖြစ်တာဝန်ထမ်းဆောင်နေသောကျမအဖို့ ီဝင်ကြီးချုပ်မောင်နှံထက်အရေးကြီးသောဧည့်သည်မရှိနိုင်တော့ပါဒီပွဲအတွက်ကျွန်မအစားအသောက်စရင်မှသည်ဇပွဲပေါ်တွင် သူ့အယောင်အသွေးအလိုက် စီစဉ်နေရာချမိပန်းများထွန်းညိမိဖျောင်းနိုင်များအထိအစီစဉ်အသေးစိတ်တွေတိကျတေကြအောင်ရေးဆွဲ ပြင်ဆင်ခဲ့ပါသည်ဧည့်သည်များရောက်လာသည့်အဖျော်ယမကာတွင်နှစ်ကြိမ်ထဲ့ပြီးပြီးဆိုသည့်အခါဗန္နာဇိုးအား ညစာကြီးညာရန်ကျမအချက်ပြလိုက်သည်ဒီနောက်အစားအသောက်တွေစောင့်မျှော်နေကြသည်သို့တော့ရောက်မလားအဖျော်ယမကာသာတတိယအချိန်ဖြည့်တင်းပေးပြန်သည်ကျမမနေနိုင်တော့အဲ့တဲ့များထံခွင့်ပန်းကမိဖို့ကြောင့်နဲ့ကမျောတော်ပါပြေးလာခဲ့သည်မိဖို့ကမှမြင်ရသည့်မြင်ငွင်းကြောင့်ကျမအံအားကြီးတင့်သွားသည် သမင်းရဲ့အကူမင်းကလေးကအခန်းတောင်တနေရာမှာမျက်စိပြက်မျက်နာပြက်လျက်ရနေသည်အိမ်ပေါ်အမျိုးသမီးကြီးကနောက်တောင်မှာကျမ၏စဖို့မူးကတော့စပွဲမှာထိုင်ကလက်ကဟင်းညိုစုံကိုဝှေ့ရမ်းလျက်ခြေထောက်ကစီးကျက်လိုက်လျက်တခြင်းဆူ၍နေသည် သူ့မျက်လုံးတွေကရီဝေကစိတ်အာယုံများကတော့ ဘဲကဘာစီရောက်နှင့်လေသည်မသိစပွဲပေါ်တွင်ငါကြက်သားတုံးတွေပြန့်ကျဲလျက်ရှိသည်ကျမခြေတွေလက်တွေမတဲနိုင်အောင်ဖြစ်သွားသည်သို့တော်တတ်နိုင်သမျှအတန်မှန်အောင်ထိန်းရင်းမေးသည်ညစာဘာဖြစ်လို့အစင်နဲ့မဖြစ်သေးတာလဲပြီးနေပါပြီဆရာမအလုံးအစင်နဲ့ဖြစ်နေပါပြီစဖုံမူးကအချိန်မတည်သေးတခြင်းစူတန်နှင့်ဖြည်သည အလုံးအစင်နဲ့ဖြစ်နေပါပြီထိုင်ကြပါထိုင်ကြပါအလုံးထိုင်ကြပါကျမအကြီးအကျယ်ဒေါသထွက်သွားသည်ရှင်အခုချက်ချင်းထွက်သွားစံရှင်ကိုထုတ်လိုက်ပြီးဟူသောစကားကို ပြောမိတော့မိစဲစဲရှားပြားကလေးပေါ်ရောက်နေပြီဒီခိုက်တက်မှာပင်ကျမကို စိတ်တည်ငြိမ်အောင်အကျဉ်းရင်ထင်းပေးနိုင်ခဲ့သည့်ဩဝါဒစကားကို ကျမချက်ချင်းအမှတ်ရလိုက်သည်ငါဒီနေရာမှာဒေါသမထိန်နိုင်ရင်ငါပဲအကြက်အတဲကြုံရမှာဟူ၍ကျမသဘောပေါက်လိုက်သည်ကိုကိုကိုတတ်နိုင်သလောက်တည်ငြိမ်အောင်ထိန်ပြီးကဲတခုခုမြန်မြန်ပေးနိုင်အောင်လှုပ်ကြစမ်းပါဟူ၍သာ တိုက်တွန်းလိုက်ရသည်အလုံးအလင်းအမြန်လှောက်ရှားကြသည်ဟင်းမွေးတွေတဲခင်းသည့်အခါမူလကပေးထားသည့် အစားအသောက်စည်ရင်းနှင့်တိတ်မကိုက်ညီသဖြင့်တောင်းပန်ရသည်သို့သောမိဘကြောင့်နှဲမှဖြစ်ပြက်ပုံကို ပြောပြသည့်အခါမှာတော့ဧည့်သည်များထံမှအံ့ဩဒဏ်တွေတပြိုင်နီးထွက်လာသည်အရက်မူးနေတာတောင်ဒီလောက်ကောင်းအောင် ချက်နိုင်တယ်ဆိုရင်မူးများမမူးရင်ဘလို့များနေလေတလဲမသိဘူးတယောက်ကဆိုသည် ကျမ စိတ်သက်သာသွားပြီးရေလိုက်သည့်အတန်ကငိုတန်ထွက်နေတယ်လို့လို့ဘာပဲဖြစ်ဖြစ်ဒီအချိန်နေမှာကြောင်ခြောက်ချားမဖြစ်အောင်တော့ကျမထိန်းနိုင်ခဲ့သည်ညစာစားပွဲဟူသည်ဘလောက်အရေးကြီးတယ်ဆိုစေတေရေးရှင်ရေးလောက်အထိတော့လုံးဝမဟုတ်ဆိုတာကျမသဘောပေါက်လိုက်မိပါသည်ကိစ္စတစ်ခုဤအတိုင်းအတာအကန့်အသတ်ကိုတိတတ်ရေးသည်လဲ နှလုံးသားတွင်၌ဒေါသအာဃာတကင်းစင်ရေးနီးတူအရေးကြီးလာပါသည်မင်းကိုယ်တိုင်ကလွဲလို့ဘသူမှမင်းကိုဒုက္ခမပေးနိုင်ပါဘူးဟူ၍ကျမအားမဟာတမတ်ဂန္ဒီကြီးဆုံးမပြောဆိုခဲ့သည်သူဩဝါဒစကားကကျမအတွက်သာမက အချားမြည်သည့်အလုတ်အကင်မျိုးရှိသူအတွက်မဆို အဖိုးတန်သောစကားအ내အတိတ်ပဲပြေဝသောစကားဖြစ်ချည်သည်